ကိုကိုကို focusing အားကောင်းလာတဲ့အချိန်မှာကိုဘာဖြစ်လာလဲကိုသိလာတယ်။ဘယ်နေရာမှာဘလိုမျိုးလေး block ဖြစ်နေရလဲသိလာတယ်။ and then shift လုပ်တတ်တဲ့နည်းတွေလည်းများစွာသိလာတယ်။ in this way ကျွန်တော်ရဲ့ energy ကဘာဖြစ်လာလဲ။ full body cleanse ဖြစ်လာတယ်။ full body ကောင်းလာတယ်။ for me အဲ့လိုကောင်းလာတာနဲ့အမျှကျွန်တော်ရဲ့အာရုံထဲမှာပါရှိလေလောက်ဆရာအများကြီးပဲ။ကလေး၃ယောက်နဲ့ calorie based snacks and exhibition project and တော့မှာ mentorship တွေရှိရယ် mentorship ဆိုတာဒီ huge app ဒီ group တင်နေဆိုတာတက်တက်လေးကျွန်တော်ရဲ့ mentorship high container mentorship ဒီထဲမှာအဖွဲ့တွေမှာလည်းရှိကြတယ်ဆိုတော့ကျွန်တော်မှာ client ကြီးရဲ့အချိန်ကလည်းနေ့တိုင်းရှိရယ်တစ်ချိန်မဟုတ်ဘူးနှစ်ချိန်မဟုတ်ဘူးတခါတချို့ချိန်ဆို၃တင်လေး and ပြီးသွားရဆိုအလုပ်သွားဖို့အတွက်မသွားခင် no diet 100% breastfeeding အလုပ် လုပ်တယ် no bottle so how i manage it and အဲ့ဒီကျွန်တော်အတွက်ကျွန်တော်ဘာလုပ်ရလဲ ငြိမ်မှုအချိန် still ဖြစ်ဖို့အချိန်ပေးရတယ် and then ကျွန်တော်ရဲ့ physical test တွေအတွက်ဘာလုပ်ရလဲ physiotherapy ကစားရတယ်ကျွန်တော်ကျန်းမာရေးအတွက် physiotherapy အချိန်ရှိရယ် and ကျွန်တော်တို့ releasing အချိန်ရှိရယ် my life is super messy ဘယ်နဲ့မိုးလင်းရနေချိန်မိုးချုပ်တယ် like a robot but can you feel i'm depressed can you feel i'm very down no ဘာဖြစ်လို့လဲဆိုတော့ i can shift my energy အဲ့မဲ့တကူကျွမ်းကျင်လာလို့ တန်းကျင်လာလို့ဆိုတဲ့အချိန်မှာ shift the energy ကိုလှုပ်ဖို့အတွက်တခုလိုတယ်အဲ့ဒါပါလဲဆိုကိုကိုကိုတီးဖို့ဒီလှုပ်လှုပ်မယ်ဟိုလှုပ်လှုပ်မယ်ဟိုလှုပ်လှုပ်မယ်ဆိုအဲ့အချိန်မှာမြန်မြန်ဆန်ဆန်နဲ့လွယ်လွယ်ကူလှုပ်နိုင်လာတဲ့တခုတည်းသောနေရာပါလဲဆိုတော့ focus focus အဲ့လှုပ်ဆရာရှိရဲ့ဟာမှာ done အခုဒီ session မှာဝင်နေတဲ့အချိန်မှာကျွန်တော်ကျွန်တော်ရဲ့တမိလည်းတတိမိရကျွန်တော်ရဲ့တားနှိမ့်အောင်လည်းတတိမိရကျွန်တော်ရဲ့ business လုပ်ငန်းလည်းတတိမိရအောင် and ခဏနေလို့ရှိရင်ကျမရဲ့မနေ့ပြန်ပွဲအတွက်ကိုကျွန်တော် content တွေရေးရမယ်ဟာနှစ်ခုသုံးခုတွေလည်းရှိသေးတယ်ဒါပေမဲ့အခုချိန်မှာတတိမရသေးဘူး I and be with you all so ဒီချိန်မှာ focus နောက်တစ်ချိန်ရောက်ရင်ကလေး note တိုက်နေရတဲ့ချိန်ကျရင်ကလေး note တိုက်တဲ့တစ်ချိန် client အောင်ပဲ client အောင်မှတတိမရတော့ so i mean focus focusing ဘုရားကပြောထားတယ် is being the present စကလုံးဟာအရန်လွယ်တယ် ဒါပေမဲ့တအားခတ်တယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းတော်တော်ကြီးကျင့်သုံးရတယ်ဘာဖြစ်လို့လဲဆိုတော့ it's like ကျွန်တော်တို့ရဲ့ life တွေမှာအရင် messy ဖြစ်နေတဲ့အချိန်မှာအပြင်ကဆူညံတဲ့နေများတဲ့အချိန်မှာကိုကိုကိုအာယုံမစိုက်နိုင်ကြအောင်ကိုကိုကို awareness အာယုံစိုက်တယ်ပဲထားအောင်တော့အရင်ရှုပ်ထွေးလာတဲ့အချိန်မှာလူက hustle ဖြစ်လာတဲ့အချိန်မှာ manage မလုပ်နိုင်ကြတော့အဲ့အချိန်မှာအကောင်းဆုံးနေရအများကြီးမလုပ်နိုင်ဘူးဆိုရင်တောင်မှ10 minute ပဲဖြစ်ဖြစ် just focus 10 minute focus လောက်တာအာယုံမဆိုင်ပဲတနားကြီးလောက်တာထပ်ပို့ပြီးတော့ productive ဖြစ်တယ် that's it အဲ့လိုလုံနေရင်လုံနေရင်ね focus လုံးလိုက်တဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ဘယ်နေရာမှာဘာအဆင်မပြေလဲဆိုတော့သိရတဲ့အချိန်မှာအော် okay ဒီနေရာမှာဒီလိုဖြစ်နေတာပါလား i will shift it i will change အဲ့ဒါလေ easy going မယ်အရင်ကြီးခက်ခက်ခဲခဲနက်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 ကြီးတစ်ချိန်လုံးဖျားဆင်ရှေ့မှာရှူရှဲပြပြကြီးလုံနေမှာချိန်လုံး affirmation တွေလုံနေမှာမဟုတ် sometime တခါတလေ dance လုပ်လိုက်တာမျိုး sometime တခါလေးစားနေရေချိုးလိုက်တာမျိုး sometime တခါလေးကျတော့ကောင်းချော်ရင်းနဲ့အနှိတ်ခံလိုက်တာမျိုးတခါလေးကျွန်တော်ကလေးနှစ်ပေါင်းနဲ့ရန်တားလိုက်တယ်ရန်ပစ်လိုက်တာမျိုးတခါလေးကျွန်တော်ကလေးရင်းနဲ့ကလိုက်တာမျိုးတခါလေးကလေးသုံးယောက်နဲ့ something စကားပြောလိုက်တာမျိုး is it can it can be anything it can be anything so if you know how to shift your energy so right အချိန်မှာကိုဟာကိုယ့်ရဲ့ energy ကပို့ပို့ပြီးတော့ clear ဖြစ်လာတယ်ပို့ပြီးတော့ purify ဖြစ်လာတဲ့အချိန်မှာဆောနာကျွန်တော်ပြောတဲ့ဟာအတိုင်းပဲလှုပ်ရှားရှိရလို့ cleanse your energy trust the process come many come with us that's it